ဒီလိုမျိုးကြီးရရဆက်ဆက်ခုတ်ထစ်ပြီးတော့ဒါမျိုးတွေပါလှုပ်လှလောက်တဲ့အဆင့်အထိဘယ်သူမှဒါလူမှန်ရင်ပေါ့နော်ဘယ်သူမှအဲ့လောက်ကြီးကြီးဟိုမှာမဖြစ်ဘူးမလှုပ်ရဘူးမလှုပ်ရဲဘူး မဲမင်္ဂလာပါ။အာကျွန်တော်တို့ပြည်သူ့အမှငါတို့တန်းလေးပြန်လေးကြိုဆိုလိုက်ပါရစေ။ညီမင်္ဂလာပါ။မင်္ဂလာပါဘူး။အဲအဲပါပူတူတူလားပူပူပူတူတူလားမပူမပူတူလားမပူတူလားပူတူတူလားအစ်တူလားတော့မသိဘူး။အေးဒါပူလူတူစကန်းဒါကျွန်တော်တို့ online တက်ဖွဲ့တွေကပူပေါင်းတက်ဖွဲ့တွေကတင်ပိုက်လိုက်ပြီပေါ့နော်။ဟို KNU ပူပေါင်းတက်ဖွဲ့တွေပေါ့နော်။အဲ့တော့ဟိုတင်ပိုက်ရရှိတဲ့ဒီပစ္စည်းပစ္စည်းတွေပုံထားတဲ့ဟာရှိတယ်ပုံမှာကြွရင်လက်နက်တွေခရရန်တွေ အဲပြီးရင်ကြီးကအုတ်ထုတ်တွေကြီးကအင်းကြီးတွေပေါ့နော်အဲကြီးကအင်းကြီးတွေပုံများတယ်ပြီးရင်အဲ့လိုကြောပွေးတွေဗားတွေအစားပါတယ်အဲပြီးရင်ကြီးတွေပါတယ်ပေါ့နော်ဒါတွေကိုကြည့်တော့ဟိုအမိုက်ပုံအမိုက်ပုံကြီးကိုဒါကျောင်းတက်ဖွဲ့တွေဝိုင်းကြီးနေလို့ပဲပေါ့နော်သူတို့ဆုတ်ပြီးဆုတ်ပြက်သူတို့ရဲ့ဘဝတွေလည်းမြင်ရတယ်ဒီဒီအသုံးဆောင်ပစ္စည်းတွေကနေတဆင့်ပေါ့နော်ပြီးတော့ဒီ power bank လေးဆိုရင်အဆုတ်လေးတောင်ဖြစ်နေပြီအဖုံးတွေပါလေကွာအဲအဲ့လိုအနေထားနဲ့ဟိုဖုံးအသွင်းကျိုးလေးဆိုရယ်စုတ်စုတ်ဒီစုတ်ပြက်လေးပေါ့နော် အဲပြီးရင်ဒါဓားလေးတွေပါလေးလည်းတွေ့ရပြီးရင်နိုးစီဘူးလေးတွေတွေ့ရတယ်တော်တော်ကိုအချိန်နေဆိုးဆိုးရွားနဲ့တို့ရှေ့တန်းမှာနေနေရတဲ့အနေထားအဲပြောရရင်တော့ဒါကဘာဆင်း38ကြီးလို့ဘလောက်ပဲပြောပြောတို့ရဲ့လက်ရှိအောက်ခြေစစ်သားတွေရဲ့ဘဝကတော့ရောင်းစားတတာပဲပေါ့နော်ရောင်းစားတော့တို့တွေတာနာသေးတယ်လို့ဒါနှိမ်ပြီးတော့ပြောတာမဟုတ်ပါဘူးတကယ်အချိန်နေမှာဖြစ်နေတဲ့ဟာကိုပြောပြတယ်ပေါ့ကွာအဲ့တော့အဲ့လိုဘဝမျိုးကြီးမှာတို့နေနေတာကိုကျွန်တော်အန်အောလို့မစိုးဘူးပေါ့နော်ပြီးတော့ဒီစကန်ဆိုရင်ဒါရက်20လောက် ဒါတိုက်တိုက်လိုက်ရတယ်ဗောနော်တိုက်လိုက်ရတယ်25ရက်နေ့ဒါ February 25ရက်နေ့တိုက်ပြီးတော့ match လာဒါ14ရက်ဗောနော်14ရက်မှာရသွားပြီဆိုတော့အဟိုပါဗောအရက်20နီးနီးဖြစ်သွားပါဗောရက်20လောက်ကြောင်းတိုက်ခိုက်လိုက်ရတယ်အဲ့မှာထူးခြားချက်ထူးခြားချက်တော့မဟုတ်ပါဘူးအဲ့ဒါထုံးစံဖြစ်နေတာဗောအဲ့မှာတက်ခွဲမှုအပါပြေးကြတာပြေးကြတာ time back chance ရောက်တယ်ဗောနော်အဲ့ဒါသူတို့ကဒီ time တို့ဗါတို့ဆိုတာကသူတို့ရဲ့ဒါဟိုပါပြေးပြေးရတဲ့နေရာဗောသူရဲ့ပန်းတိုင်ပန်းတိုင်သူရဲ့ပန်းတိုင်ပုံစံဖြစ်နေတာ အမြဲတမ်းမှာစကန်တစ်ခုတိုက်ခံရပြီဆိုရင်အဲစကန်ကနေပြီးတော့လက်လက်မချရဲဘူးအညံ့မခံရဲဘူးဆိုတဲ့ကောင်တွေကအဲ့လိုပဲထွက်ပြေးကြတယ်ဗောနော်တော်တော်တော့တော်တယ်ပြောရမှာဗောနော်လွတ်အောင်ပြေးနိုင်တယ်ဒါဒါသူကလည်းကက်ရက်လေးဗောနော်ကက်ရက်လေးဆိုတော့ဟိုဘက်ရောက်သွားတော့ဒါထိုင်းရပြန်ပြီးတော့ပါလေသူတို့ပြောလူသားချင်းကုညီမှုဆိုင်ရာအကူညီတွေအလူသားချင်းစာနာမှုဆိုင်ရာကုညီတွေကုညီပေးနေတယ်လို့ဘာလို့ထုတ်ပြန်လာတာတွေ့ရတယ်ဗောနော်အဲ့ပြောရရင်ရှေ့တခုမှကျွန်တော်သွားသွားမမိသေးရပါလဲဘင်္ဂလားဒေ့ရှ်ဘက်ကိုပြေးရတယ် အဲ့ပါလေ I know I see အဲ့ပါလေ my run တော့ပါအဲ့ကျေးဇူးတင်ပါတယ်ဆိုပြီးလှုပ်သွားတဲ့ခေါင်းเนาะအဲ့လိုမျိုးပုံစံမျိုးတွေကအခုညီမစစ်တပ်မှာအများကြီးအများကြီးကိုဖြစ်လာနေတယ်ကျွန်တော်တို့အဲ့လိုဖြစ်စေချင်ဘူးအဓိကတော့ဒီတော်လိုင်းတပ်ဖွဲ့တွေစီမှာလက်နက်ချအညံ့ခံတာမျိုးပေါ့เนาะအဲ့သူတို့ဘက်ကកောင်နေရတော့ခုနလိုမျိုးထွက်ပြေးရတဲ့ဟာမျိုးကိုဂုံယူစွာနဲ့တနည်းနည်းတော့ပြောအောင်ပါပေါ့လေနော်။ဂန်သူစီမာတော့အညံ့မခံဘူးကွာ ါတို့နောက်ဆုံးတော့ဟိုဘက်ကြီးရောက်အောင်လာပြေးပလိုက်မယ်တို့အဲတော့ရင်တော့ပြောတာအသေးခံပလိုက်မယ်အခုအဲ့လိုမဟုတ်ဟိုဘက်ကြီးရောက်အောင်ပြေးပလိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့ဘာဖြစ်ဖြစ်ဒီစကန်ဆိုလည်းဒါအဲရလိုက်ပြီပေါ့နော်ရလိုက်တဲ့ချိန်မှာဒါဒီ KNU နဲ့ပူပေါင်းတပ်ဖွဲ့တွေကဒါအာနာသိမ့်ပြီးကာလတော်တွင်သိမ့်ပိုက်နိုင်ခဲ့တဲ့စကန်ပေါင်းက150ကျော်ထိရှိလာပြီပေါ့နော်နောက်ထပ်လည်းစီရေးအရှိန်မြင့်တင်မှုတွေလုပ်မယ်လို့ဒါဒါဟိုပါပေါ့တာဝန်ရှိသူအချို့ကနေပြီးတော့ပြောထားရတယ်တွေ့ရတယ်ဆိုတော့ နောက်ထပ်နောက်ထပ်ဘယ်စကမ်းနေမဲပေါ့မလဲဆိုတဲ့ဟာကိုထပ်ပြီးကြည့်အောင်ဟောပါဗျာတမခွန်နေမြေပေါ့ဒါအဲတမခွန်နေမြေပြီးရင် तू ကဒီဘက်ကဆိုလို့ရှိရင်ဒီပါတာလဲပဲပေါ့တာလဲနော်ဒီယာနော်ဒီယာဟိုနော်ဒီယာကနေဆင်းပြီးတော့มาလေအဲ့ဒီ124ရေပေါ့အခုကပူလူပူလူလို့သာပူလူလူလို့သာပြောတော့အစ်တက်ခေါ်ရတော့ तू 0.1 1.4ရေပေါ့124ရေ124ရေနဲ့ခေါ်ကြတာများတယ်ပေါ့အဲ့ဒီဘက်တာလဲဘက်ကလည်းသွားလို့ရတယ် ပြီးဟိုဘက်ကဆိုရင်ညီလေးလေးရောက်ဖို့ရှမ်းရသေးတို့ပါတော့ရှမ်းရသေးကနေရှမ်းရသေးကနေပြီးကမှအဲဒီချောင်းစုံပေါ့ချောင်းစုံကနေညာဘက်ကိုခွင်ခလက်တီးရဲမြင့်ကုန်းခလက်တီးခလက်တီးပြီးွားရင်ဘောပထပေါ့ဘောပထပြီးွားရင်အဲ့ဒီ1248ဆိုတဲ့စခန်းကိုသူကသူကလမ်းလမ်းစုံပုံစံမျိုးဖြစ်လာဟိုဘက်ကလာလဲရဒီဘက်ကလာလဲရပြီးတော့သူကထိုင်းမြန်မာနယ်စပ်ဒီလှေတွေပါသွားတဲ့ဟိုဘက်ဒီဘက်ဈေးသွားဝယ်တာတို့ကူးလို့လွယ်ကူလို့ကူးလို့လွယ်ကူတဲ့နေရာပြီးဟိုဘက်ကန်းဒီဘက်ကလည်းလမ်းမြင်နေရတယ် လက်မြင်နေရတဲ့နေရာပေါ့အဲအဲ့ဒီနေရာကိုရလိုက်တော့သူကဟိုစီးရရအများကြီးကောင်းတယ်လို့ပြောလို့ရတာပေါ့ကိုရီရဲ့တော်လိုင်းတက်ဖွဲ့တွေရိတ်ခါတွေလို့ဘာလို့ကျန်တဲ့လက်နဲ့ခဲရန်တဲဆောင်တာတို့ဘာလို့စစ်ပစ္စည်းတို့ဆေးဝါးတို့ဘာလို့တဲဆောင်တာလဲဒါပို့ပြီးတော့မှလွယ်ကူသွားတာပေါ့ဒီနေရာသူတို့စခန်းမရှိတော့သူမဟုတ်လို့ရှိရင် ထိုင်ပြီးတော့မှအမြဲတမ်းကြည့်ပြီးတော့မှတော်လိုင်းတက်ဖွဲ့တွေ6လမ်းလို့ရတဲ့နေရာဖြစ်နေတော့ဒီနေရာရလိုက်တာကတော်တော်အကျိုးအမြတ်ရှိတယ်လို့ပြောလို့ရတယ် ပြီးတော့ကဘာစီ38ဆိုတာကသူက38ပြောပြောလိုက်လို့ပါ38ဆိုတာသူကလည်းပိုင်ဆိုင်မှုရယ်သူကအင်အားသူဘာလို့ရယ်သူကပြထားတဲ့စရင်အရာစရင်အရာပေါ့အဲတွက်ပြီးတော့မှသူကကဘာဒီစစ်တပ်တွေအကုန်လုံးစီလိုက်တာကိုစီလိုက်တော့ဘယ်တက်ကပိုင်ဆိုင်မှုအကောင်းဆုံးကတော့1 2ဆိုပြီးတော့စီလိုက်တဲ့ချိန်မှာ38တာတွားရတာသူကဒီအကြီးချင်းတို့ပြီးလို့ချင်းစိတ်သက်စိတ်သက်ပိုင်ဆိုင်ရာတို့မှာလုံးဝ38 အဆင့်ကိုလုံးဝမမီးဘူးပေါ့83တော့ရကြင်မှာရမှာတော့အောက်ကနေပြန်ရရမှာအဲ့ခါကျရင်38ကိုအဲ့လိုအဲ့လိုအခြေအနေမျိုးဒီရောက်နေတာလေတော့တွေးရတယ်ပြီးတော့ဒီသူတို့ရဲ့ဟိုဟာကသူကဟိုညီလေးပြောတဲ့ဒီတွန်လိုင်းတက်ဖွဲ့ထိုင်မှာပေါ့နော်ဟိုလက်နေချအညံ့ခံနေခြင်းနဲ့ဆိုတဲ့ဟာဒီကောင်းဒီမှာအဲ့ဒီအတွေးက ရှိအောင်လေတို့ပြောခဲ့တာလေအချိန်မောင်းမနေခဲ့တော့ဘူးဒါပြောတဲ့ဇကားတိုင်းမှာလေဇကားဝိုင်းတိုင်းမှာလေပါတယ်အမြဲတမ်းလာစေခြင်းနဲ့လာစေခြင်းနဲ့တို့ကိုတို့နီလန်းတွေဟိုအခုဆိုရင်ဒါထိုင်းနိုင်ငံကိုတို့ထွက်ပြေးရတယ်ထိုင်းနိုင်ငံလူသားချင်းစာနာမှုအကူအညီလို့ပြောဒီကောင်တွေကဆေးပေးချောင်ရတာလည်းမဟုတ်ဘူးပြည်သူလူလူလည်းမဟုတ်ဘူးเนาะလက်နဲ့ကင်ပြီးတိုက်တိုက်တဲ့အချိန်မှာလက်နဲ့တွေဟိုမဖြစ်ဘဲနဲ့ကြောက်ကြောက်လန့်တကြားထွက်ပြေးရတဲ့ဒါဟိုတရေဘောကြောင်သောစစ်သားများ နော်တရေဘောကြောင့်လို့စစ်သားများဘာလို့ခိုင်းလို့ဒါလုံနေရတာလေဘာရည်ရွယ်ချက်ကြောင့်အလုံးလုံနေရဆိုတာနားမလဲစစ်သားတော်တော်များများနားမလဲတော့ဒီကိစ္စမင်းအောင်လိုင်းလုံးဟိုမသိဘူးစစ်သားတော်တော်များများနားမလဲတော့ညီငါတို့ဘာကြောင့်လုံနေရတာလဲဘာကြောင့်ဒီအကြီးကတိုက်နေရတာလဲခိုင်းရင်လုံလိုက်မယ်ကွာဆိုတော့ခိုင်းရင်လုံလိုက်မယ်ဒီနေရာကိုသွားသူသွားလိုက်တယ်သူတို့ကမြောက်ရီကိုရောက်အောင်သွားသူမြောက်ရီကိုပဲသွား သွားဖို့ပဲသူတို့မှာဟိုပါဖြစ်တယ်မြဝရီကိုရောက်လို့သူတို့ဘာဆက်လုပ်ရမယ်ဆိုတာလည်းမသိဘူးသူတို့ရောက်သွားလို့လည်းဘာအကျိုးများရှိလာမယ်ဆိုတာလည်းမသိဘူးဒီစစ်ကောင်စီကသူတို့ဒီဟိုမင်းအောင်လိုင်းရတာထိုင်ပြီးတော့သာခိုင်းနေတာပေါ့နော်သူတို့မှရည်ရွယ်ချက်ပျောက်နေပျောက်နေတဲ့အခါကျတော့ကိုဘာလုပ်နေရမှမသိတဲ့အခါကျတော့ငါတို့ဘာဆက်လုပ်ရမှလည်းမသိတော့မသိတော့ဟာဒီဟိုပါဖြစ်မလားပေါ့နော်လက်နဲ့ချအညက်ခံမလားဒါမှမဟုတ်ဟိုအသေးအတီးတော့ထွက်မလား ပြီးရင်ဒဏ်ရာရပြီးတော့မှဆေးရုံတက်တာတို့ဘာတို့သွားပြီးတော့မှတနေရာမှာသွားနားရမယ်ပေါ့နော်အခုတော့မှဆေးဟိုမှာဗျူဝမှုတော့မှဆေးပတ်တီလေးစီးပေးပြီးတော့မှပြန်ပြီးတော့တိုက်ခိုင်းတဲ့အခြေအနေမျိုးဖြစ်နေတာဟုတ်တယ်အဲသူတို့ကလမ်းနေအများကြီးရှိတယ်ညီလေးအသက်ရှင်နေရပေါ့နော်အဓိကတော့ကိုတို့ကတော့အသက်ရှင်နေရမိသားစုနဲ့ပြန်တွေ့စေခြင်းတာပြန်တွေ့စေခြင်းနဲ့ပြီးတော့ပြည်သူလူထုရဲ့မြေတားကိုခံယူစေခြင်းနဲ့အဒီအတွက်အမြဲတမ်းဖိတ်ခေါ်နေတာဒါပေမဲ့ဒီကောင်တွေကနားမလဲတာဖြစ်တယ်အခုလို့ အဖြစ်မျိုးတွေကြုံနေရတာပေါ့နော်။ဟိုကလူသားချင်းစာနာမှုတွေဘာတွေဘာမှဟိုအဖြစ်သူတို့ကပြည်သူလူထုကိုဒါထိုင်းရလေသဘောပေါက်တင်တာပေါ့နော်။ပြည်သူလူထုကိုလက်နဲ့အားကိုးနဲ့အနိုင်ကျင့်ပြီးတော့မှသူတို့ကိုနိုင်တဲ့လူလဲပေါ်လဲပေါ်လာရောလက်နဲ့ချပြီးတော့မှထွက်ပြေးတဲ့တကယ်ကိုအရှုံးသမားစစ်စစ်လို့ပြောလို့ရတဲ့လူတွေဘာမှလူသားချင်းစာနာမှုလုပ်ပေးနေတဲ့အကြောင်းမရှိဘူးလို့ပြောကြင်တာပေါ့။အကြောင်းမရှိဘူး။ဟိုဟိုတနက်ဘေးရှောင်နေတယ်ဟုတ်တယ်ဟုတ်တယ်။အဲစင်ပတိုင်းရေးလို့ရှောင်နေကောင်းနေပေါ့နော်။ အဲ့ပြီးရင်ခုနစကားပြောရမှာဟိုဒါအခုပြောမယ်ဖြစ်စင်တဲ့ပတ်သက်လို့ပေါ့နော်ဟိုခန်းစားချက်တွေတော့ပါတော့အဓိကဒီကောင်းလေးကိုဟိုလက်နဲ့ချအညံ့ခံစေခြင်းနဲ့ဆိုတဲ့ဟာကလေတိုက်ပွဲတွေမှာဖြစ်စေခြင်းတော့တိုက်ပွဲမတိုင်ခင်မတိုင်မီပေါ့အဲတနက်မဖောက်ခင်ဖြစ်စေခြင်းနဲ့ဒါဆိုရင်တော့လက်ခံကျင်သေးတယ်ပေါ့နော်ဘောက်လို့ဆိုတော့အခုရေစကြုံရေစကြုံမှာပေါ့နော်ဒါဒီကောင်းလေးစစ်ကြောင်းထိုးပြီးတော့ဝင်ရောက်ပြီးတော့ဒီ တက်ဖြတ်သွားတယ်ဒေသခံပြည်သူတွေ16ဦးတိရှိလာအဲ့ထက်မှာ15ဦးကတော့ဒါဟိုပါဗောဘသူပဲဝါဆိုတာအတီးပြုတ်လို့ရနှစ်ဦးကအတီးပြုတ်လို့တော့မရဘူးဘလောက်တော့မှရုပ်ပြဆင်းပြဖြစ်အောင်လှုပ်ထားသလဲဆိုတော့ဗောနော်ပြီးတော့ဒီပြည်သူတွေတဲကဒီသူတို့တက်ဖြတ်သွားပါလဲဆိုတဲ့သူတွေရဲ့အရွယ်တွေကတက်ကြီးရွယ်ဦးတွေပြောရရင်အသက်အသက်ရွယ်ကြီးရင်းတဲ့ဘိုးဘွားတွေကိုလှုပ်သွားတာဗောနော်ကောင်းနေဖြတ်ပြီးတော့တိုင်မှာစိုက်သွားတဲ့ပုံစံမျိုး ဟိုအကြောက်တရားတွေရိုက်ထည့်တာပေါ့သူရဲ့ရွယ်ချက်ကဒါပေမဲ့သူတို့လှုပ်သွားပါတယ်ဆိုတော့အသက်ရွယ်ကြီး့65 96 88 86 69 80 85 35 35ကနေပြီးတော့68ထိပါတယ်အသက်အရွယ်ဒီအရွယ်တွေကဒါ35ထားလိုက်တော့ဒီအရွယ်တွေကကျန်တဲ့အသက်အရွယ်တွေကသူတို့ကိုဘာမှလှုပ်နိုင်မှာမဟုတ်လို့လေဘာမှကိုဟိုချိုးဆိုရင်အသက်80ကျော်60ကျော်ဖြစ်လာပြီဆိုရင်ဒုက္ခောက်လေးနဲ့တွားနေရတဲ့အရွယ်တွေနော်ဟိုဒါ ဘွေဘွားတွေမျက်စိတော်မှကောင်းကောင်းမမြင်ရတော့ဘူးအဲ့အရွယ်တွေဆိုရင်အဲ့လိုအရွယ်မျိုးတွေကသူတို့ကိုဘာမျက်ဒုက္ခပေးနိုင်ပါလဲဒီစကောင်စီတသားတွေကိုမင်းတို့မှလည်းတနတ်တင်နေပြီးတော့ဒီအဖိုးဖွားတွေကဟိုဒုက္ခောက်တော်မှမနှဲကြိုင်နေတာတောင်ဝေးတော်မှအဲ့အရွယ်တွေကမင်းတို့ဓာတ်နိုင်လည်းမထိုးနိုင်ဘူးဓာတ်နိုင်လည်းမခုတ်နိုင်ဘူးဒီလိုအရွယ်မျိုးတွေကိုမင်းတို့ကရရက်ဆက်ဆက်ဒီလိုမျိုးလှုပ်ရက်တွေလှုပ်ရက်တာပေါ့နော်ဟိုတော်တော်နာကြီးစရာကောင်းတယ်ဟိုတစ်ခါကြည့်ရင်အဲ့လိုမျိုးပေါ့ဟိုခုနကပြောတဲ့ဟာပေါ့အာလက်နက်ချအညံ့ခံစေခြင်းနဲ့ဆိုတဲ့ဟာက တိုက်ပွဲတွင်းမှာမဖြစ်စေချင်တော့ဘူးမင်းတို့ကအဲ့ဟာကြတော့မဖြစ်တော့လို့ပေါ့နော်မင်းတို့တေတော့မှာဆိုတဲ့အတွေးကြောင့်မလို့သားလေမင်းတို့ကလည်းချတာပေါ့နော်အဲ့ဒါနည်းနည်းကြိုပြီးတော့တွေးတဲ့အဆင့်ကိုမင်းတို့ဖြစ်စေချင်လာပြီအဓိကတော့အဲခုနလိုပေါ့တိုက်ပွဲမဖြစ်သေးခင်တတမဖောက်သေးခင်အဲ့လိုအခြေအနေမျိုးတွေမှာလည်းချတာမျိုးပူပေါင်းတာမျိုးအလင်းဝင်တာမျိုးဒါမျိုးဆိုရင်တော့လက်ခံကျင်သေးတယ်ဆိုပြီးတော့ပြောရမှာပေါ့။ဘာဖြစ်လို့လဲဆိုတော့ဒီကောင်းကြီးရဲ့လောက်ရက်တွေကလူလို့တောင်ပြောလို့မရတော့ဘူး။သူတို့မှာကိုချင်းစာစီမရှိတော့ဘူးကွာ။ဒါလူတယောက်အနေနဲ့ ဟိုစစ်သားပဲဖြစ်ဖြစ်ဒါတာတာမန်အရတားထက်ပို့ပြီးတော့ပေါ့နော်ဟိုဟာစိတ်တက်ဟိုဟာဖြစ်ပါလေဆိုတော့ဒါသွေးတဲ့ရဲတွေကြုံခဲ့ဘူးပါလေဆိုတော့စစ်သားတွေတော့မှာပဲဒါခုနလိုပေါ့နော်တနက်နဲ့ပြစ်လိုက်တာဘာညာဒါမျိုးတော့ပဲဟိုဟာဖြစ်တယ်ဒီလိုမျိုးကြီးရဲရဲဆက်ဆက်ခုတ်ထစ်ပြီးတော့ဒါမျိုးတွေပါလှုပ်လောက်လောက်တဲ့အဆင့်အထိဘယ်သူမှဒါလူမှန်ရင်ပေါ့နော်ဘယ်သူမှအဲ့လောက်ကြီးကြီးဟိုဟာမဖြစ်ဘူးမလှုပ်ရဘူးမလှုပ်ရဲဘူးလူလူလူစိတ်ရှိတယ်ဆိုရင်ဒီကောင်ကလည်းလောကလူစိတ်ကိုမရှိတော့ဘူး ိုးချင်းစားတဲ့စိတ်ကိုမရှိတော့လားပြီးတော့သူတို့ကိုဒါအကြမ်းပြောရရင်တော့ပြည်သူလူထုကိုဒေါ်လိုင်းတက်ဖွဲ့တွေနဲ့ကြားထဲမှာပေါ့နော်ခုနလိုဒေါ်လိုင်းတက်ဖွဲ့တွေအပေါ်မှာပြည်သူလူထုကိုကြောက်သွားအောင်မထောက်ပံ့တော့အောင်ဒီလိုမျိုးပုံစံမျိုးဖြစ်သွားအောင်ကြောက်သွားအောင်ဆိုပြီးတော့ကြောက်တရရိုက်ထည့်လိုက်တာအဲ့ဒါတွေကအဲတကယ်တမ်းမြေပြင်မှာအသက်ရောက်မှုတော့ရှိတယ်။ဘာလို့လဲဆိုတော့ဒီလိုအဖြစ်ဆုံးမျိုးကြီးဂျုံလိုက်ရပြီဆိုရင်ဟိုတော်တော်များများတော့ငါသားတို့ရဲ့ဒါကျွန်တော်ဟိုဟိုဟာဘိုဘိုက်ခင်းနဲ့ပြောရတဲ့အချိန်မှာလည်းပါတယ် အဲငါသားတို့လိုတာပြောပါဘောနော်ငါသားတို့ဘာဖြစ်ချင်လဲဘာလိုချင်လဲအဲ့လိုဟာလေးတွေအမေတို့ဖေတို့လာဖို့ပါမယ်ဘောနော်ဟိုသူတို့စီတို့တော့မလာပါနဲ့ဒါတခြားကြောင့်မဟုတ်လေကျွန်တော်တက်ဖွဲ့တွေကလည်းမပြည့်စုံဘူးပြည့်စုံနေလို့ကတော့ဒီခုနလိုပြောတော့စကြောင်းထိုးကြိုက်တော့ထိုးလာခဲ့ရှင်ပြီးတော့ပြင်းရတဲ့အဆင်ရှိတယ်ကျွန်တော်တက်ဖွဲ့တွေကဒါမပြည့်စုံတော့ကြတော့အာပြည်သူလည်းဒုက္ခရောက်မှာစိုးတယ်အဲကြောင့်ပြည်သူကလည်းဒီလိုဖြစ်ရတဲ့ဂျုံထားတာဖြစ်တဲ့အတွက်ဒါမျိုးတွေထပ်ပြီးတော့ဂျုံရောက်မှာကြောက်တော့အဲငါသားတို့ ဟိုဟာဖြစ်တာကိုပဲပြောပါဆိုပြောဝေးဝေးပိုဝေးလာတာပေါ့နော်အဲ့ဒါကတော့ဒါစစ်ကောင်စီရဲ့ရွေချက်အမှန်သူအကြောက်တရားထင်မယ်ဒါပေမဲ့တခုဒီကောင်နေမတွတ်ထားမိတာကအဲ့လိုလှုပ်လေလေပြည်သူကပို့ပြီးတော့မင်းတို့နာကြီးလေလေမုံနီးလေလေပေါ့နော်လုံးဝကြောက်သွားတဲ့စိတ်အပြင်ုံမှမင်းတို့ကိုခုနလိုပေါ့နော်ဟိုဘာမှနောက်ဆုံးဘာမှငါတို့မှဆုံးရှုံးစရာမရှိတော့ဘူးွားဆိုပြီးတော့တွေးလိုက်တဲ့နေ့ကတော့မင်းတို့သေဖို့သာပြင်တာ အဲ့လိုအဖွဲတွေကပိုကြောက်ဖို့ကောင်းတယ်ပေါ့နော်ဟိုငါတို့တေချင်းတေစီငါတို့လူကတေရမှာအကြောက်ဆုံးဒါပေမဲ့အဲ့အကြောက်ဆုံးဆိုတဲ့ဟာပါလုံးဝဆွလွတ်လိုက်ပြီပေါ့နော်တေချင်းတေစီကွာဆိုပြီးတော့တွေးလိုက်ပြီဆိုတဲ့နေရာတော့မင်းတို့စစ်သားတွေဒါခုနလိုအဆုံးသက်လှမှာမဟုတ်ဘူးပေါ့နော်အဲ့တော့လက်နက်ကန်အချင်းချင်းမင်းတို့ဈာရှိတယ်ဆိုချက်အခုဒီဘက်ကတပ်ဖွဲ့တွေကမင်းတို့လက်နက်အပြည့်စုံနဲ့ခရင်အပြည့်စုံနဲ့ကောင်းပါလေကိုတပ်ဒီဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေအတွက်ပိုကောင်းတဲ့လက်နက်တွေကင်ထားတာတော့မှပဲငါတို့ဖွဲ့တွေချရဲတယ်ပေါ့နော်မင်းတို့မချရဲဘူးချက် အဲ့လိုမျိုးပဲကြောင်တက်ဖွဲ့တွေကလည်းစိန်ခေါ်တယ်ပေါ့နော်ဘာမှမဆိုင်တဲ့ဒီတက်ကြီးကျွယ်ဦးတွေဖိုးဖွားတွေကိုလုံးစရာစောင်းချောင်းမှမရှိဘူးကတိလားဟုတ်တယ်အဲ့ကြောင့်အဲ့ကောင်နေရဲ့အပြစ်ကတော်တော်ကိုကြီးတယ်ဟာဘူးပြောအဲဒီအဲ့ဒီအဲ့ဒီလိုပဲညီလေးဒီဟိုဘက်မှာဆိုလို့ရှိရင်ပကိုးတိုင်းဒီနတ်တလင်းဘက်မှာဆိုလို့ရှိရင်လည်းအပြည်သူနှစ်ယောက်ကိုအဲဒီစစ်ကောင်စီကတက်ဖြတ်တယ်တက်ဖြတ်ပြီးွားတဲ့အခါကျတော့ဒီစာစာချိတ်ပြီးတော့မှအဲဒီဟိုဟာတဲ့ဘလက်ဟိုဟာတင်မင်းတမန်ဖွဲ့ဆိုပြီးတော့မှအမှန်တကယ် တော်လိုင်းတက်ဖွဲ့ပုံမှန်လောက်တာပေါ့နော်ထင်ထင်အောင်ထင်မှဖြစ်အောင်အဲတော်လိုင်းတက်ဖွဲ့ကိုပြည်သူလူထုကတော်လိုင်းတက်ဖွဲ့ကိုမုန်းလာအောင်ဘယ်လိုလုပ်ရမလဲဒီကမင်းအောင်လိုင်းကညီလေး तू ကနောက်ဆုံးပြောရလို့ရှိရင်မင်းအောင်လိုင်းနေမဟုတ်ဘူးဒီသက်ဆိုင်ရာနေမြေတက်ဖွဲ့တွေမှာရှိတဲ့တရင်မှုတွေပါဒီတက်ခွဲမှုတွေစစ်ကြောင်းမှုတွေဟာအစသူတို့နိုင်မယ်ဆိုလို့ရှိရင်ဘာမှမဆိုလုပ်တော့သူတို့နိုင်မှုအတွက်ဆိုရင်အခုပြည်သူလူထုကိုပရမအလှဲ့ကြစနေနဲ့မဲဖောက်ပြီးတော့မှ ဒါစစ်မှုတန်းစစ်တပ်ထဲဝင်ရမယ်ဆိုပြီးတော့မှဟွာဖြစ်တယ်နောက်ဆုံးမရတဲ့ဆုံးကြတော့အတင်းအိတ်နဲ့ကောင်သွားနှိုးတာတို့ဟိုပွဲပွဲလာတဲ့လူဆွဲစီးတာတို့ပြီးရင်ဟိုအတုပါလာတဲ့လူဆွဲစီးတာတို့ဒါမျိုးကြီးလှုပ်လာဒီနောက်မှဒီ PDF တွေမခိုးမခိုးအောင်နိုင်အောင်ရိတ်ခထောက်ပန်းတာတွေပါပြီးလှုပ်လို့မရအောင်လက်နဲ့ခင်းရဆူးတောင်းတာလှုပ်လို့မရအောင်ဆိုပြီးတော့အဲ့ဒေသခံရွာတွေပြီးလိုက်ရှို့တယ်ဆလင်းဘက်မှာဆိုလို့ရှိရင်လေဒါပြီးခဲ့တရက်နှစ်ရက်ကပဲဆလင်းဘက်မှာဆိုမီးရှို့ပလိုက်တယ်ဘာမှမဆိုင်မဲနဲ့ ဒါ PDF ထောက်ခံနေနေမြေပါဆိုပြီးကမှမီးရှို့တယ်အဲ့တိုင်းပဲအုပ်ဖို့ဘက်မှာဆိုလို့ရှိရင်လည်းဟိုပြီးအသက်အရွယ်ဒီစစ်မှုတန်းနဲ့အကျုံးဝင်တဲ့လူတွေပြေးတယ်ထွက်ပြေးတယ်ထွက်ပြေးတဲ့အခါကျတော့ကျန်တဲ့ကျန်ခဲ့တဲ့ဟိုဘိုးဘွားတွေအမျိုးသမီးတွေကလေးတွေရဲ့ဟိုပစ္စည်းတွေယူဘာတွေယူပြီးရင်ပြီးရင်တချို့နေနေကိုမီးရှို့မီးတိုက်ဒီကိစ္စကြီးလှုပ်လိုက်အဲ့တော့ तू ကတော့နိုင်ဖို့အတွက်ဆိုဘာဘာမဆိုလှုပ်တော့မှာပဲအဲ့တော့ तू ကအဲ့လိုလှုပ်လေမင်းအောင်နိုင်အောင်အဲ့လိုလှုပ်လေအောက်ကလူတွေက ညစီးပွားစီးပွားရေးဈေးကွက်တစ်ခုဖြစ်ရပါတယ်ဟုတ်တယ်စီးပွားရေးဈေးကွက်တစ်ခုဘယ်လိုရပါလဲခမသားပါတယ်ပတ်စံမလောက်ပေးအေးပတ်စံမလောက်ပေးအာနှစ်လက်အရင်တစ်ခါပြောဦးတဲ့ထဲမှာလဲပါနှစ်ပတ်စင်ကြော်ရင်သိန်း50သုံးပတ်စင်ကြော်ရင်သိန်း80တို့ဟိုသူကအပတ်စင်ကြော်တာနဲ့ကြော်တာနဲ့အမျှသူကသူသားလဲမကြအောင်ဆိုပြီးတော့မှအဲ့တော့ဒီဟိုဟာတယောက်ကဟိုဘောမတယောက်ကရေးထားတယ်ရေးထားတဲ့ဟာလေးကတော်တော်တော့ဟိုတဘာဝကြတယ်အဲ့သူကဒီ ဆယ်လီနုပညာရှင်တွေရဲ့ပြီးတော့ချစ်ကောင်စီကြက်ဖွဲ့ဝင်တွေရဲ့လူကြီးတွေရဲ့တာသမီတွေရဲ့စစ်မှုဝင်ထမ်းมาပဲအဲ့ဒီပြည်သူစစ်မှုတန်းဥပဒေကကွာဖြစ်တယ်လို့ဗာလဲဟိုတက်ရောက်တယ်လို့သူတတ်မှတ်မယ်ပေါ့တတ်မှတ်မယ်သူလက်ခံမယ်ပေါ့ဒီချိန်ထိဒီပြည်သူစစ်မှုတန်းဥပဒေကြီးอ่ะဒီချိန်ထိอ่ะပြည်သူကိုညှင်းနှဲနေတယ်လို့ပဲသူသူလက်ခံတော့မယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့အကုန်လုံးကြောတိုင်းရင်သာမခွဲကြဘူးဆိုဒီ main ဒီနိုင်ငံအုပ်ချုပ်နေတဲ့လူတယောက်ရဲ့တာဝန်ကညီကြောသားရင်သာခွဲကြလို့မရဘူးလေသူသားလည်းအလဲကြရင်ထဲရမှာသူမြည်လဲထဲရမှာပဲတန်းချွေမြည်လဲထဲရမှာပဲဘာမှမဆိုင်ဘူးဟိုနေဝင်းမြည်လဲထဲရမှာပဲအဲ့ဒီဟာကိုအခုဒီလိုမျိုးလုံးနေတဲ့ဟာကဘလို့မှအကျုံးမဝင်သေးဘူးပေါ့နော်ဆယ်လီအနုပညာရှင်တွေရယ်ပြီးတော့အဲ့ဒီသူတို့ထောက်ခံနေတာအဲသူတို့ထောက်ခံနေတာဟုတ်တယ်အဲ့ဒီလူတွေမပါသေးသေးဒီဟာကြီးကဟိုဘာဖြစ်ပါလေလို့ တရားတယ်လို့သူမတတ်တရားတယ်လို့သူမတတ်မှတ်ဘူးဆိုတော့စကားလေးကတော်တော်ကောင်းတယ်ပေါ့အဲ့ဒီတော့လေပြည်သူလူထုအနေနဲ့လည်းအင်မတန်သတိထားစေချင်တယ်မင်းအောင်လိုင်ကတလောက်ကိုလူတပေါင်းဝင်းကျင်ရတော့မရရအောင်မွေးထုတ်ပြီးတော့မှအခုဒါပြီးခဲ့တဲ့ရက်ပိုင်းကတီလဝါပြီးခဲ့ရက်ပိုင်းဆိုဒီတရက်နှစ်ရက်အတွင်းမှာပဲတီလဝါစိတ်ကမ်းမှာဒီရုရှားတင်မောလို့ယူဆရတဲ့တင်မောတွေတော်တော်အစီအေးတော်တော်များများလာကတ်နေကြတယ်တွေ့ရတယ်ကတ်နေတော့သူကအဲ့ဒီတင်မောပေါ်မှာပစ္စည်းတွေဘာတွေပါလဲ ဘာဒီအောက်ကိုချလဲဆိုတော့ပြည်သူလူထုတိမာဆိုတဲ့အတွက်အဲ့ဒီနာဈေးဆိုင်နေတီလွာစိတ်ကန်းနာဈေးဆိုင်နေပိတ်ခိုင်းတာတို့ဘာတို့ခဏလှုပ်ထားတယ်လှုပ်ထားပြီးတော့မှသူတို့ပစ္စည်းတွေကိုခိုးပြီးတော့မှဒီတင်မောဘောင်နေခိုးပြီးချနေတယ်အဲ့တော့တခုခုလက်နဲ့ဆန်မဟုတ်ရင်တော့မှပဲလက်နဲ့အင်အားထက်ပြီးတော့မှဖြည့်တယ်ဘာလို့ကပ္ပဆာတွေလည်းလှုပ်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 ဖြစ်နေပြီဆိုတော့ဟိုအလင်းပြီးအောင်မထုံနိုင်တော့ဘူးပေါ့နော်မထုံနိုင်တော့တဲ့ခါကျတော့ဒီကနေ့ပစ္စည်းတွေဟိုဟာဖြစ်ပြီးတော့ရုရှားကအရင်ပြောခဲ့တဲ့အတိုင်းမှာရုရှားကနီးပညာနဲ့ဒီလက်နဲ့ခရံအရင်အမြင့်နဲ့ ပြည်တွင်းထဲကလူသားရင်းမြင်းနဲ့ပေါင်းဆက်ပြီးတော့မှဒါတော်လိုင်းတက်ဖွဲ့ကိုမရရအောင်နှိမ့်နှင်းပဲနေထိုင်မှုအဲ့ဒီခါမှာနောက်ဆုံးဘသူကဒုက္ခရောက်မယ်ဆိုပြည်သူကပဲဒုက္ခရောက်မှာဖြစ်တယ်လို့ပြည်သူလူထုအနေနဲ့ကြိုပြီးတော့မှဒီကိစ္စတွေကြိုတင်ရှောင်ရှားခြင်းစေခြင်းလဲဆိုတာပြောခြင်းတာပေါ့ဟုတ်ဟုတ်ဒါကျွန်တော်အခုဘုံပြောတဲ့တဲ့ရင်အရဆိုရင်လေဒါမင်းအောင်လည်းသူနိုင်ဖို့အကွက်တည်းကိုသူအစွမ်းကုန်ရွှေ့မှာပဲပေါ့နော်ပြီးတော့သူအခုဒါပျော်မျိုးပြီးတော့ပြန်လာတယ်ဆိုတဲ့ကအဲ့သူ့အတွက်အဲအတုံးဝင်မဲ့အเจ้าညာတစ်ခုခုပါလာလို့ပေါ့နော် တော့အခုဆိုအဲ့လိုတင်မောတွေစိုက်ခဲ့တယ်ဆိုရင်လေကျွန်တော်ဘက်ကဖြတ်တောက်မှုတွေပိတ်ဆို့မှုတွေကအရင်ရေးကြည့်ပါတယ်နောက်တစ်ခုကပေါ့နော် မြောက်လိုင်းစစ်သားတွေကိုလည်းပြောချင်တာမင်းတို့ရဲ့လုပ်ရည်တွေမင်းတို့ပြန်စင်းစားပါပေါ့နော်ဟိုဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတော့အဲ့အကျွေးတွေပြန်ယူမှာပြင်းပြည်သူထောက်ခံမှဒီအဖွဲ့အစည်းတစ်ခုကရေရှည်ရက်တည်လို့ရတယ်ဟုတ်တယ်အဲ့တော့မင်းတို့ပြည်သူကိုအခုလိုမျိုးလုံနေတာဖြစ်တဲ့အတွက်ပြည်သူကမင်းတို့တသက်လုံးမထောက်ခံဘူးအဲ့ကြပြည်သူရဲ့အမုန်းတရားတွေကိုမင်းကိုခံစားရပြီဆိုတဲ့နေ့ကဒါပြည်သူကကျေးဇူးရှင် ကျေးဇူးရှင်ဟိုဒီလိုမျိုးလောက်တာဖြစ်တဲ့အတွက်မင်းတို့ခံစားရမယ်ဒါဝတ်တရားတကယ်မနေမနှောကြီးတယ်နော်ဟုတ်တယ်အဲ့ဒါကြောင့်အဲ့ကောင်နေမင်းတို့ဘွားကူလှမှာမဟုတ်ဘူးဘွားကူကောင်းမှာမဟုတ်ဘူးမင်းတို့အခုမသေးလဲနောက်သေးမှာပဲတည်တဲ့ခါကျရင်လည်းမင်းတို့သွားမယ်နေရာမင်းတို့စဉ်းစားပါဘောနော်ပြီးတော့ဒါတော်လိုင်းတက်ဖွဲ့တွေကတော့စိန်ခေါ်တယ်အဲဒီပြည့်စုံလာတာနဲ့အမျှမင်းတို့နေစရာမရှိအောင်ကိုဒိုတက်ဖွဲ့တွေကလိုက်လောက်ကြမှာဖြစ်တယ်အဲ့တော့တော်လိုင်းပြည်သူအနေနဲ့ကလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကိုဒီထက်ပိုပြီးတော့ပြည့်စုံမှုအတွက်ကျွန်တော်ဝိုင်းပြီးတော့ဒါအောင်မြင်မှုရသည်ထိပေါ့နော် ဖြစ်ညစ်ပြီးတော့ပဲကျွန်တော်ဒီလိုပဲစ조사ရမှာဖြစ်တယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီတက်ဖွဲ့တွေတက်နိုင်တော့ပြည့်စုံအောင်လေးတော့ကျွန်တော်ဝိုင်းပြီးတော့ဖြည့်ဆည်းပေးကြစေချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်